င်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ဂါဇာစစ်ပွဲပြီးပြီလို့ထရန့်ကကြေညာခဲ့ပြီးနိုဘယ်ဆုအတွက်လှုပ်ခဲ့တာမဟုတ်ဘူးလို့ပြောကြားခဲ့တဲ့အကြောင်းရုရှားစစ်ဆက်ပြီးတော့တိုက်မယ်ဆိုရင်ယူကရိန်းကိုတိုမဟော့ဒုံးကျည်တွေပေးမယ်လို့ထရန့်ကပြောကြားလိုက်တာနဲ့အမေရိကန်ကတရားရဂန်တို့အခွန်စည်းချက်မယ်ဆိုရင်လက်တော့ပြမှုတွေပြုလုပ်သွားမယ်လို့တရုတ်ကတတိပေးတဲ့အကြောင်းတွေကိုဖော်ပြပြလိုက်ပါတယ် ပထမဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့ဂါဇာစစ်ပွဲပြီးပြီလို့ကြေညာခဲ့တယ်လို့နိုဘယ်ဆုအတွက်လှုပ်ခတ်တာမဟုတ်ဘူးလို့ထရန့်ကပြောဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပြလိုက်ပါတယ်ဂါဇာစစ်ပွဲအဆုံးသတ်သွားပြီဖြစ်ပြီးအရှေ့အလယ်ပိုင်းပုံမှန်ဖြန့်ပစ်တော့မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးနိုင်ငံကိုမတော်ရောက်ခင်မှာပြောကြားခဲ့ပါတယ် အော်တိုဝါလာ73ရက်နေ့ထရိုင်းအစ္စရေးမြေပေါ်ရောက်တဲ့အချိန်မှာပဲအစ္စရေးတစားကန်တွေကပထမဆုံးတော့9ဦးလွတ်မြောက်လာခဲ့ပါတယ်။ဒီနေ့မှာတစားကန်စုစုပေါင်းအယောက်20လွတ်ပေးခဲ့တာလည်းတွေ့ရပါတယ်။ငြိမ်းချမ်းရေးနိုဘယ်ဆုသူနဲ့ထိုက်တန်ကြောင်းထပ်တလဲပြောခဲ့တဲ့ထရန့်ကဂါဇာစစ်ပွဲဟာသူဖြည့်ရှင်းခဲ့တဲ့၈ခုမြောက်စစ်ပွဲလို့ထပ်မံပြောဆိုခဲ့တာလည်းတွေ့ရပါတယ်။ဒါပေမဲ့ထရန့်ကကျုပ်ကနိုဘယ်ဆုအတွက်လှုပ်ခဲ့တာမဟုတ်ပါဘူး။လူအသက်တွေကယ်ဖို့လှုပ်ခဲ့တာလို့ပြောကြားထားပါတယ်။ထရန့်ဟာအစ္စရေးပါလီမန်မှာမေကွန်းပြောကြားမှာဖြစ်ပြီး အဲ့ဒီကတဆင့်အီဂျစ်နိုင်ငံကိုထွက်ခွာမှာပဲဖြစ်ပါတယ်။အဲ့ဒီမှာကမ္ဘာကောင်းဆောင်20ကျော်ပါဝင်မဲ့ငင်းညာရေးဒေသအစည်းအဝေးပွဲကိုလည်းတက်ရောက်ဖို့ရှိနေပါတယ်။ကျွန်တော်ကစစ်ပွဲတွေဖြည့်ရှင်းတဲ့နေရာမှာတော်ပါတယ်။ငင်းညာရေးလုတ်တဲ့နေရာမှာလည်းတော်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။အီဂျစ်ဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုနဲ့ကာတာနိုင်ငံကိုလည်းထရန့်ကချီးကျူးရမှာဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။သဘောတူညီချက်ရဟာမန်ဖွဲ့ဟာ အသက်ရှင်လျက်ရှိတဲ့တစားကန်20နဲ့တေဆုံးသူ28ဦးရဲ့ရုံလောင်းတွေကိုတနင်္လာနေ့မှာပြန်ပြီးလွှဲပေးမှာဖြစ်ပါတယ်။အပြန်လာအပြည့်အစ္စရေးဘက်ကလည်းပါလက်စတိုင်းအကျဉ်းသား250နဲ့အခြားထိန်းသိမ်းထားသူ1900ကျော်ကိုပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ထရန့်ကစစ်ပွဲပြီးပြီလို့ပြောဆိုခဲ့ပေမဲ့သဘောတူညီချက်ရဲ့နောက်ဆက်တွဲအဆင့်တွေအတွက်တော့ဆက်လက်ညှိနှိုင်းဖို့လိုအပ်နေတော့မှာဖြစ်ပါတယ်။ပါကစ္စတန်အာဖဂန်ပြည်ပခါကိုလည်းသူကြားသိထားပြီးတော့ ခီးကနေပြန်လာတဲ့အထိစောင့်ရမယ်လို့ထရန့်ကမှတ်ချက်ပေးထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ရုရှားကဆက်ပြီးစစ်တိုက်နေမယ်ဆိုရင်ယူကရိန်းထက်တိုမာဟော့ဒုံးကြီးတွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပေးရသွားမယ်ဆိုပြီးပြောကြားလိုက်တဲ့ကြောင်းပဲဖြစ်ပါတယ်ရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းစစ်ပွဲကိုအဆုံးမသတ်ဘူးဆိုရင်ယူကရိန်းအစိုးရတုံးနိုင်တဲ့ တာဝေးပစ်ဒိုမာဟော့ဒုံးကျည်တွေကိုပေးမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုထားပါတယ်။ဒေါ်နယ်ထရန့်ရဲ့ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီတို့ဟာဒိုမာဟော့အပါအဝင်ဇလန်စကီရဲ့လက်နက်ဆိုင်ရာတောင်းဆိုချက်ကိုဆွေးနွေးခဲ့တဲ့ကြောင်းထရန့်ကသတင်းထောက်တွေကိုပြောဆိုထားပါတယ်။ယူကရိန်းကဒိုမာဟော့ဒုံးကျည်တွေကိုပိုင်ကျင်ပါတယ်။ဒါဟာအဆင့်မြင့်တင်တဲ့သဘောပါ။တကယ်လို့စစ်ပွဲကမပြေလည်ရင်ကျွန်တော်တို့တမဟော့ဒုံးကျည်တွေပေးသွားမှာပါလို့ထရန့်ကပြောဆိုခဲ့တာဖြစ်ပါတယ်။ယူကရိန်းဆိုရရဲ့လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်နဲ့တာဝေးပြတိုက်ခတ်မှုစွမ်းရည်တွေအားကောင်းလာစီဖို့နှစ်ရက်တွင်ဒုတိယကြိမ်အဖြစ်အော်တိုဘာလ12ရက်နေ့ကဇလန်စကီးကထရန့်ကိုတယ်လီဖုန်းနဲ့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။ယူကရိန်းကိုတိုမာဟော့ဒုံးကျည်တွေထောက်ပံ့ပေးနိုင်ကြပေါ်နက်နက်ရှိုင်းရှိုင်းစိုးရိမ်မိတယ်လို့ရုရှားကတနင်္ဂနွေနေ့မှာပြောဆိုခဲ့ပြီးစစ်ပွဲဟာဗပောင်းစုံပြင်းထန်တဲ့အခိုက်အတန့်စီရောက်သွားတယ်လို့သတိပေးထားတာလည်းတွေ့ရပါတယ်။ ဒိုမဟောဒုံးကြီးနဲ့ပတ်သက်ပြီးရုရှားရဲ့စိုးရိမ်ပူမှမှုဟာရုရှားအစိုးရကိုငြင်းငြင်းရေးစီတွန်းပို့တဲ့ဖိအားဖြစ်ရောက်ရှိမှုထိရောက်မှုရှိမှာဖြစ်ကြောင်းဇလန်စကီကပြောဆိုထားပါတယ်။ဒိုမဟောကိုထောက်ပံ့ပေးဖို့သဘောမတူမီစစ်ပွဲကိုအချိန်မမြင့်ခြင်းလို့ယူကရိန်းကဘယ်လိုလုပ်မလဲဆိုတာသိကျင်တယ်လို့ထရန့်ကဒီတစ်ပတ်အစောပိုင်းမှာပြောဆိုထားပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့အမေရိကန်ကဒီတရားရဂန်တို့ခွန်စည်းချက်မယ်ဆိုရင်လက်တော့ပြင်မယ်ဆိုပြီးတရုတ်ကသတိပေးလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာတရုတ်ကုန်စည်တွေပေါ်တရားရဂန်တို့ခွန်စည်းချက်မယ်ဆိုတဲ့နောက်ဆုံးချိန်ချမှုအရစံနှမျိုးနဲ့ခွဲခြားဆက်ဆံနေတယ်ဆိုပြီးတရုတ်နိုင်ငံကအမေရိကန်ကိုဆွဆွဲထားပါတယ်။တကယ်လို့ဒါအမေရိကန်သမ္မတရဲ့ချိန်ချမှုတိုင်းအကောင့်ထဲပေါ်လာခဲ့မယ်ဆိုရင် ရုပ်နိုင်ငံဘက်ကတံပြန်ရေးယူမှုတွေကိုလှုံ့ဆော်သွားမယ်လို့ဆိုထားပါတယ်။ဒါဟာမြေရှားတပ်တို့တင်ပေါ်ရေးစီးမင်းစည်းကမ်းတွေတင်းကျပ်သွားမယ်။တရုတ်ဆိုရရဲ့လောရက်ကိုစီးကျပ်ခွန်နဲ့တုံ့ပြန်မယ်ဆိုပြီးထရန့်ကသတိပေးထားတာပဲဖြစ်ပါတယ်။ဒါအပြင်တရုတ်ဘက်ကအင်မတန်ရန်လိုလာခဲ့သလိုကမ္ဘာကြီးကိုလည်းချုပ်ကင်နိုင်ဖို့ကြိုးပမ်းနေတယ်ဆိုပြီးသူကဖြည့်ဆွက်ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ပတ်တုန်းကစမတ်ဖုန်းဆိုလာပြားနဲ့လျှက်စစ်ကစတဲ့နည်းပညာမြင့်ပစ္စည်းတွေထုတ်လို့ရမှာအရေးပါတဲ့ မြေရှားတတုအပါဝင်အခြားပုံကုန်တွေအထိတင်းကျပ်ဖို့ရှိတဲ့ကြောင်းတရုတ်ဆိုရအနေနဲ့ကြေညာခဲ့တာဖြစ်ပါတယ်။ကဘာပေါ်ကမြေရှားတတု60ရာခိုင်နှုန်းလောက်ကိုတရုတ်ပြည်မှာတန့်စင်ပြီးထုတ်လုပ်နေတာဖြစ်တဲ့အလျောက်အခုလိုမျိုးစိုးရိမ်နေကြတာပဲဖြစ်ပါတယ်။အဲဒီနောက်ထရန့်ကတရုတ်နယ်ကိစ္စအတွက်စိတ်မပူပါနဲ့အားလုံးအစဉ်ပြေသွားပါလိမ့်မယ်ဆိုပြီးဆိုရှယ်မီဒီယာပေါ်မှာရေးသားခဲ့ပေမဲ့လည်းတစ်ဖက်မှာတော့ကုန်သွယ်ရေးစစ်ပွဲပြန်ဖြစ်နိုင်ခြင်းမြင့်မားလာတော့ကိုတွေ့ရပါတယ်။ အများလေးစားရတဲ့တမရရှိဟာမလိုလားတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူနိုင်ငံအတွက်စီးပွားရေးပြက်ကက်ဖြစ်မှာမလိုလားသလိုကျွန်တော်ဆိုရင်လည်းမလိုချင်ပါဘူး။အမေရိကန်ကတရုတ်ကိုကူညီချင်တာပါ။ထိခိုက်အောင်မလုပ်ချင်ပါဘူးဆိုပြီး Trump ရဲ့ post မှာဖော်ပြထားပါတယ်။တရုတ်ကိုယ်တော်ရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူတို့ကတော့အခွန်စစ်ပွဲဆိုင်ရာယက်တီကြာအမြဲတသမတ်ထဲရှိခဲ့ပါတယ်။ကျွန်တော်တို့ဒါကိုမလိုလားပါဘူး။ဒါပေမဲ့ဖြစ်လာခဲ့ရင်လည်းကြောက်နေမှာမဟုတ်ဘူးဆိုပြီးမှတ်ချက်ပေးထားပါတယ်။ အခုလိုမျိုးနှစ်နိုင်ငံကြားအပြန်အလှန်ပြောဆိုနေမှုဟာကုန်သွယ်ရေးဆွေးနွေးပွဲအသစ်တွေကျင်းပတဲ့အခါကိုယ့်ဘက်ကရည်တည်ချက်ကိုအသာစီးရအောင်လှုပ်ဆောင်တာမျိုးဖြစ်တဲ့အကြောင်းလေးလာသူတွေကသုံးသပ်ထားပါတယ်။ဒါကြောင့်အခုလနောက်ပိုင်းတောင်ကိုရီးယားနိုင်ငံမှာကျင်းပသွားမယ့် APEC ထိပ်သီးအစည်းအဝေးပွဲအတွင်း Trump နဲ့ရှီကြားတွေ့ဆုံဖို့ရှိတဲ့ကိစ္စကလည်းမသေးကြမရာဖြစ်လာခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တာလီဘန်တပ်တွေဟာနေဆက်တိုက်ပွဲ ်ဖြစ်ပွားခဲ့ပြီးတပ်ဖွဲ့ဝင်ဒါဇင်နဲ့ချီပြီးတေဆုံးခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တာလီဘန်တပ်တွေဟာနေဆက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးတပ်ဖွဲ့ဝင်တွေဒါဇင်နဲ့ချီတေဆုံးခဲ့တယ်လို့ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်ပြီးခဲ့တဲ့ဘက်ကပါကစ္စတန်ကအာဖဂန်လေပိုင်နက်ကိုကျူးကျော်ပြီးစည်းတစ်ခုကိုဘုံကျဲခဲ့တဲ့အတွက်လက်တုံပြန်တာလို့ဆိုထားပါတယ်ဒီတိုက်ခိုက်မှုအတွင်းပါကစ္စတန်စစ်သား58ဦးတေဆုံးခဲ့တာ သူတို့ဘက်ကတိုက်ခိုက်ရေးသမားကိုဦးတေဆုံးခဲ့တယ်လို့တာလီဘန်ကပြောဆိုထားပါတယ်။ဒါပေမဲ့ပါကစ္စတန်ကတော့သူတို့တပ်ဖွဲ့ဝင်23ဦးပဲတေဆုံးခဲ့ပြီးတာလီဘန်နဲ့ဆက်သွယ်တဲ့အဖွဲ့တွေကလူရောက်200ကိုရှင်းလင်းနိုင်ခဲ့တယ်လို့တုံ့ပြန်ထားပါတယ်။ပါကစ္စတန်ပြည်ထောင်ဝန်ကြီးကတော့ဒီတိုက်ခိုက်မှုတွေဟာအကြောင်းမဲ့ရန်စတာဖြစ်ပြီးအုတ်တချက်အတွက်ကြောက်ခဲတစ်လုံးနဲ့ပြန်ပြီးတော့တုံ့ပြန်သွားမယ်လို့သတိပေးထားတာလည်းတွေ့ရပါတယ်။တာလီဘန်တွေဟာပါကစ္စတန်ကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်အဖွဲ့ကို အာဖဂန်မျိုးပေါ်မှာလက်ခံထားတယ်လို့ဆွဆွဲထားပြီးတာလီဘန်ဘက်ကတော့ငြင်းဆိုထားတာတွေ့ရပါတယ်။ဒီတင်းမာမှုတွေကြောင့်နှစ်နိုင်ငံအဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်တွေပိတ်လည်ရပြီးကုန်တင်ကရာနဲ့ချီတောင်းတင်နေတာလည်းတွေ့ရပါတယ်။ဆော်ဒီအာရေဗျာနဲ့ကတားနိုင်ငံကတော့နှစ်ပတ်စလုံးကိုတင်းမာမှုတွေရှော့ချပြီးထိန်းသိမ်းသိမ်းသိမ်းဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့မာဒါဂတ်စကာမှာ ဂျန်စီဆန္ဒပြသူတွေနဲ့စစ်သားတွေပူပေါင်းပြီးအာဏာသိမ်းဖို့ကြိုးစားနေတယ်လို့သမရကဆွဆွဲလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။မာရာဂတ်စကာမှာစစ်တကအာဏာသိမ်းဖို့ကြိုးပမ်းနေတယ်လို့ဘယ်ရောက်နေမှမသိတဲ့သမရအန်ဒရီရာဂျိုနာရဲ့ယုံကအော်တိုဘာလ12ရက်နေ့မှာဆွဆွဲပြောဆိုလိုက်တာပဲဖြစ်ပါတယ်။နိုင်ပိုင်းကြမှာတော့စစ်မှုထမ်းကုတ်ကဲရေးစင်တာ CAPSAT လို့ခေါ်တဲ့အထူးတပ်ဖွဲ့က ူတို့ဟာကြီးရည်လေးတအားလုံးကိုထိန်းချုပ်လိုက်ပြီလို့ကြေညာထားပါတယ် DCAB SAD အဖွဲ့ဟာ2009ခုနှစ်တုန်းကသမရရာဂျိုလီနာကိုအာဏာရအောင်ကူညီခဲ့တဲ့တပ်ဖွဲ့ဖြစ်ပြီးအခုတော့ဂျန်ဆက်လူငယ်ဆန္ဒပြသူတွေဘက်ကနေရက်တီလိုက်တာပဲဖြစ်ပါတယ်ရေနဲ့လျှက်စင်ပြီးပြတ်တောက်မှုတွေကနေတဆင့်စတင်ခဲ့တဲ့လူငယ်တွေရဲ့ဆန္ဒပြပွဲတွေဟာအလုံးလမဲ့နှုံမြန်မာမှုအချင်းပြတ်ခြားစောင်းမှုနဲ့ နေထိုင်မှုစိတ်ကြီးမြင့်မှုတွေပေါ်မကျေနပ်မှုတွေအဖြစ်ကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ CAB SCD တမှုကတော့အာဏာသိမ်းဖို့ကြိုးစားတယ်ဆိုတဲ့ဆွဆွဲချက်ကိုပယ်ချခဲ့ပြီးဗိုလ်ချုပ်ကြီးဒီမော့စသင်းပီကူးလက်ကို စီဦးစီးချုပ်အသစ်ဖြစ်ခန့်လိုက်တယ်လို့အတည်ပြုထားပါတယ်။ဒါကပြည်သူလူထုရဲ့တောင်းဆိုမှုကိုတုံ့ပြန်တာဖြစ်တယ်လို့လည်းသူကဆိုထားပါတယ်။သုံးဘက်ကြားမြင့်ခဲ့တဲ့ဒီဆန္ဒပြပွဲတွေတွင် အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့်လူ22ဦးထပ်မင်းနဲ့တေဆုံးခဲ့တယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပေမဲ့အစိုးရကတော့ဒီရတဲ့ကိုညှင်းဆို့ထားပါတယ်။အာဖရိကသမဂ္ဂကတော့ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုစိုးရိမ်ကြောင်းနဲ့နှစ်ဖက်စလုံးတည်တည်ငြိမ်ငြိမ်ဖြေရှင်းကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ထရန့်ရဲ့တက်တီချထားမှုကိုပေါ်လန်မြို့မှာကိုလုံးတီစပိန်စီးပြီးတော့ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မျိုးသားအဆောင်တပ်ဖွဲ့ကြီးခြားထားမှုကိုကိုလုံးဒီစပိန်စီဆန္ဒပြမှုနဲ့ဆန့်ကျင်ဆန္ဒပြခဲ့ကြပါဗါရီ။အော်ရင်ဂိုပြည်တယ်ပေါ်လန်မှာရှိတဲ့ယာနဲ့ချီတဲ့ဒေသခံစပိန်သမားတွေကကိုလုံးဒီတွေနဲ့မိုးတဲပြီးအေးခဲ့တဲ့ယာသီရုအခြေအနေမှာ လူမှုကြီးကြပ်ရေးနဲ့အကောက်ခွန်ရုံးစီမိုင်မောင်းများစွာစပိန်စီဆန္ဒပြခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကထရန့်ရဲ့ပြည်နေနံပေးတဲ့ policy တွေကိုအဲ့ဒီရုံးတွေနားမှာဆန္ဒဖော်ထုတ်ခဲ့ဘူးတာလည်းတွေ့ရပါတယ်။ကိုတော်လုံးစပိန်စီဆန္ဒပြအဖွဲ့ရောက်ရှိလာခြင်းမှာဒါဇင်နဲ့ချီတဲ့ရဲအဖွဲ့တွေလုံခြုံရေးယူထားတယ်လို့ရိုက်တာကဖော်ပြပါတယ်။ပေါ်လန်မှာ IC အဆောက်အုံတွေနားမှာဆန္ဒပြမှုတွေဖြစ်ပေါ်နေတာကို ်ထရန့်ကအဲ့ဒီမြို့မှာစစ်ပွဲဧရိယာလိုမျိုးဖြစ်လာဖို့အလားအလာရှိတယ်လို့ပြောဆိုထားပြီးအမျိုးသားအဆောင်တပ်ဖွဲ့ကို စီလုခဲ့တာပဲဖြစ်ပါတယ်။အော်ရီဂွန်ပြည်နယ်တရားသူကြီးကတပ်ဖွဲ့တွေခြားထားတဲ့ထရန့်ရဲ့ကြိုးစားမှုကိုပိတ်ပင်ခဲ့ပေမဲ့အခြားတရားရုံးကအာဏာသုံးပယ်ချခဲ့ပြီးဒီတစ်ပတ်အစောပိုင်းကတပ်တွေခြားထားဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ထရန့်ဟာတမန်တကာတပ်တွေခြားထားတာဖြစ်တယ်လို့အော်ရီဂွန်ရဲ့ဒီမိုကရက်တစ်မျိုးတော်ကဆွဆွဲထားပါတယ်။အကြမ်းဖက်မှုနဲ့အန်ရရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမျိုးသားအစောင့်တပ်တွေခြားထားတော်ကိုပေါ်လန်မှာငြိမ်းချမ်းစွာစန့်ကျင်ဆန္ဒပြခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ကမ္ဘာအသက်ကြီးဆုံးစစ်တူရင်သမားအတွက်မွေးနေ့အထိမ်းအမှတ်ပြိုင်ပွဲပြုလုပ်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်အသက်104နှစ်အရွယ်ရှိစပိန်စစ်တူရင်ဂန်ဝင်ကစားသမား မန်နျူအယ်အေဗရက်စ်ရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ်စစ်တူရင်ပြောင်းပွဲပြုလုပ်ခဲ့ပါတယ်။မက်ဒရီမြို့ရဲ့ဘယ်ဒီဘာနာဒိုမာအေဗရက်စ်ရဲ့မွေးနေ့အတွက်အထူးပြောင်းပွဲပြုလုပ်ပေးခဲ့တာဖြစ်ပြီးပြောင်းပွဲဝင်160ကျော်ပါဝင်ရှင်ပြန်ခဲ့တာတွေ့ရပါတယ်။အသက်22နှစ်အရွယ်မှာစစ်တူရင်ပြောင်းပွဲတွေဝင်ရောက်ခဲ့တဲ့အေဗရက်စ်ဟာအငင်းစားအင်ဂျင်နီယာတယောက်ဖြစ်ပြီးနှစ်ပေါင်း80ကျော်စစ်တူရင်ထိုးခဲ့သူလည်းဖြစ်ပါတယ်။စစ်တူရင်ကစားနေပေါ်အာယုံဆိုင်မှုနဲ့အသက်ရှည်မှုတို့က စပိန်စစ်တူရင်အတိုင်းဝန်းအတွက်လေးစားစရာဖြစ်ခဲ့ပါတယ်။အဲ့ဒီအထိမ်းမဲ့ပြောင်းပွဲမှာ Everest ဟာ9နှစ်အရွယ်ကောင်လေးတယောက်နဲ့စစ်တူရင်ကစားခဲ့ပါတယ်။ Everest အသက်80ရွယ်ကလေးကကျွန်တော်တို့သူ့အတွက်ချီးကျူးဂုဏ်ပြုပွဲတွေပြုလုပ်ပေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကစစ်တူရင်အားကစားနဲ့ပြည်သူတွေအကျိုးအများကြီးဆောင်ရွက်ခဲ့သူတယောက်ဖြစ်လို့ပါပဲဆိုနိုင်ငံတကာစစ်တူရင်ဒိုင်လူကြီး Lobas ကပြောဆိုထားပါတယ်။ Everest ဟာလက်ရှိအချိန်မှာကမ္ဘာအသက်ကြီးဆုံးစစ်တူရင်ကစားသမားဖြစ်တယ်လို့လည်း လိုဘတ်ကဆိုပါတယ်မကြာသေးခင်ကအေဗရက်စာဆေးရုံကနေပြန်ဆင်းခဲ့ရသူဖြစ်ပြီးသူ့မွေးနေ့မှာပါဝင်ဆင်နွှဲနိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အီဇတ်ပါ